ကျွန်တော်ရဲ့ချစ်မိတ်ဆွေတင်ငယ်ချင်းညီကိုမောင်နှမများအားလုံးမင်္ဂလာပါခင်ဗျာ ASM Basic Electronic Projects ကနေကြိုဆိုပါရစေကျွန်တော်ရဲ့ဒီ channel လေးကနေပြီးတော့ကျွန်တော်ချစ်မိတ်ဆွေတင်ငယ်ချင်းတွေအတွက် Electronic စနစ်ပတ်သက်တဲ့အကြောင်းအရာလေးတွေအကျိုးရှိမဲ့အကြောင်းအရာလေးတွေနောက်တစ်ခါအသုံးဝင်မဲ့အကြောင်းအရာလေးတွေကိုကျွန်တော်ဆင်ဆက်မပြတ်မျှဝေပေးနေတာဖြစ်ပါတယ်ဒီတစ်ခါမှလည်းကျွန်တော် တငယ်ချင်းတွေအတွက်ပေါ့နော်ဒီဘက်ထရီအိုးဆိုလာနဲ့တွဲပြီးတော့သုံးဖို့ဘက်ထရီအိုးဝယ်ဖို့အဆင်မပြေတဲ့သူတွေအတွက်အဆင်မပြေသေးတဲ့သူတွေအတွက်ပေါ့နော်ကျွန်တော်ဒီဘက်ထရီအိုးဆက်နှဖို့ဘက်ထရီပြုလုပ်တဲ့နည်းလေးကိုအသေးစိတ်မျှဝေပေးသွားမှာဖြစ်ပါတယ်အားကြောင့်မို့ကျွန်တော် channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လေးတွေလုပ်ပြီးတော့အားပေးပါအောင်လို့နော်တခြားလူတွေလည်းသိလို့ရအောင် share ပေးလို့လည်းရပါတယ်ခင်ဗျာအကြအရင်ဆုံးကျွန်တော်တို့ဒါ ဖော်မီကာပြားလေးပေါ့နော်ဖော်မီကာပြားကတော့ကျွန်တော်ကဘယ်ဒီဘက်ထရီအင်ဂွန်ပေါ့နော်အင်ဂွန်ဖြစ်သုံးမှာဖြစ်ပါတယ်အဲကျတော့ဒီမှာကျွန်တော်တို့ပထမဘုတခါကျွန်တော်မျှဝေပြီးတဲ့ခါဘက်ထရီနှစ်ခန်းစာပေါ့နော်ကျွန်တော်တငယ်ချင်းတွေကတောင်းဆိုထားတာဒီ6ခန်းစာဆိုရင်ဘယ်လိုတွဲမလဲပေါ့နော်အဲအားကြောင့်မို့ကျွန်တော်က6ခန်းလဲတွဲလို့ရအောင်တော့ဆိုလာပြားနဲ့လဲဓာတ်ရိုက်ချိတ်ဆက်ပြီးတော့အသုံးပြုလို့ရအောင်လို့ကျွန်တော်ကဒါ စမ်းသပ်ပြီးတော့အဆင်ပြေလို့မျှဝေပေးတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီဆဲလေးတွေထည့်ဖို့ပေါ့နော်ဟုတ်ကဲ့ဒါကမီးသီးအကျွန်းမှာဗျာနော်မီးသီးအကျွန်းလေးကဒီတတ်ထုပြားကိုကျွန်တော်ကဒီအလက်ထုပ်နော်အလက်ထုပ်ဖြစ်သုံးမှာဖြစ်ပါတယ်အရင်ကကျွန်တော်တို့အချိုရည်ဘူးကောင်ကနည်းနည်းပါလို့ပေါ့နော်ဒီတစ်ခါတော့ဒီမီးသီးတွေကဒီတတ်ထုပြားကနည်းနည်းလေးထူတာနဲ့ကျွန်တော်ဒါလေးနဲ့စမ်းကြည့်မှာပေါ့နော်အဲပို့ပြီးတော့အဆင်ပြေလားမပြေလားတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ် အဲသူ့ကိုအတော်လောက်ပေါ့နော်ပလင်ကျွန်တော်ကဒီရစားဘူးကွန်လေးရစားဘူးကွန်လေးတွေ6ခုပေါ့နော်6ခုတော့မှာဖြစ်ပါတယ်ခုဒီမှာဒါတတ်ထုပြားလေးအရွယ်စားပေါ့နော်ဒီရွယ်စားလေးကျွန်တော်6ခုရအောင်ဒါကကြီးနဲ့ကရမှာဖြစ်ပါတယ်နော်အဲ့တခြားကျွန်တော်တို့ဘယ်လိုတတ်ထုတွေကပိုကောင်းတယ်လဲဆိုတော့ကျွန်တော်လည်းနောက်ရှိရင်ရှိသလိုစမ်းသပ်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်အခု ဒါကတော့ကျွန်တော်တို့ဒီ LED AC LED မီးသီးအကျွန်းလေးကတတ်ထုပြားလေးတွေပါနော်ဒါကျွန်တော်တို့တငယ်ချင်းတွေအိမ်မှာလဲအိမ်တိုင်းလိုလိုရှိပါတယ်ဗျာနော်အကြငွေကုန်ကြေးကြာသိပ်ပြီးတော့မရှိဘဲနဲ့ပေါ့နော် ပြန်လဲပြီးတော့ဒါလျှက်ဆက်တာအာ ထုတ်လူထုတ်ယူပြီးတော့သုံးဆွဲလို့ရအောင်ကျွန်တော်မျှဝေပေးတာဖြစ်ပါတယ်အကြကျွန်တော်တို့ကဆက်နှက်ဖို့ဆိုတော့6ခန်းလောက်မှာဖြစ်ပါတယ်နော်6ခန်းစာဆိုတော့ကျွန်တော်တို့ဒီအပြားလေးတွေလဲ6ပြားပေါ့ဗျာနော် ဒီတထုပြားလေးတွေကိုတော့ကျွန်တော်ကအလက်ထုပ်အမပြားပေါ့နော်အမပြားအနေနဲ့သုံးမှာပြတ်ပါတယ်ကျွန်တော်တကယ်6ပြားရသွားပါပြီနော်နောက်တစ်ခါဒီအဖိုးအနေနဲ့ကတော့ကျွန်တော်တို့ဒီနာယီတခဲလေးတွေ6လုံးပေါ့နော်အဲ့ဒီတွေကကျွန်တော်ကာဝန်ချောင်းလေးတွေ6ခုပေါ့နော်6ချောင်းထုတ်ယူလိုက်ပါတယ်ပြီးရင်ကျွန်တော်တို့ဝါယာနဲ့တွဲတဲ့အခါမှာသူကမပြုတ်အောင်ပေါ့နော်ဒီလိုလွှာလေးနဲ့အနှဲငယ်လေးပေါ့ဗျာနော်ဝါယာကျူးနမ်းမြင်တမြင်စာလောက်လေး ကျွန်တော်တို့အဲ့လိုလေးလှိပေးလိုက်မှဖြစ်ပါတယ်ဟိုဘက်ဒီဘက်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဝါယာကြိုးအလွယ်တကူနဲ့မပြုတ်တော့ဘူးပေါ့နော်အခြားခုစလုံးအဲ့လိုလေးနော်အရာလေးပေါ့ဗျာနော်ဒီဝါယာကြိုးပြေးတာယုံတော့အရာလေးပေးလိုက်မှဖြစ်ပါတယ်အဲ့ဒါဆိုရင်အတော်နဲ့မပြုတ်ဘူးပေါ့နော်အကြဒီမှာတော့ကျွန်တော်ကဒီမှာဓာတ်ခဲအကြီးတစ်လုံးရတာနဲ့ကာဗွန်ညောင်းအကြီးတစ်ခုနော်သုံးထားပါတယ်ဒီရင်ခုနကဒီတတ်ထုပြားလေးတွေကိုကျွန်တော်တို့ဒါဝါယာနဲ့ join မှုရအတွက် အပေါက်ကလေးတွေဖောက်ရမှာဖြစ်ပါတယ်တကယ်လို့စူးသွားရှိရင်လည်းစူးသွားနဲ့ဖောက်ဖို့ပြန်နော်စူးသွားမရှိရင်လည်းကျွန်တော်တို့ဟိုတလက်မတလက်မတန်ကြောင်လေးတွေနဲ့ရိုက်ဖောက်လိုက်ရင်လည်းရပါတယ်နော်အဲကျွန်တော်ကတော့ဒီမှာတပြားဟိုနှစ်ပေါက်ဒီဖောက်လိုက်မှာပေါ့နော်ကျွန်တော်ဝါယူကလည်းတွဲတဲ့အခါမှာကျွန်တော်ကဒီ connection ဒေချာချာလေးမိအောင်ပေါ့နော်ဝါယူတပြားကိုနှစ်ချောင်းပေါ့နော်အဲဝါယူနှစ် နှစ်ပင်ပေါ့နော်နှစ်ပင်ပူးပြီးတော့သုံးမှာဖြစ်ပါတယ်။နောက်ကာဗွန်ကြောင်းကိုလည်းထုံနိတုစွာပဲပေါ့နော်ကာဗွန်ကြောင်းကိုလည်းကျွန်တော်ကဒီဝါယိုးနှစ်ပင်ပူးပြီးတော့အသုံးပြုမှာဖြစ်ပါတယ်။အဲဒါဆိုရင်တပင်ကပြုတ်ခဲ့ရင်တောင်မှနောက်တပင်ကကျန်းနေတာပေါ့နော်။တပင်နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့မတော်တဆဝါယာလေးကပြတ်သွားလို့ရှိရင်လောက်ပြီးမှအဆင်မပြေမှာဆိုလို့ပေါ့နော်။ဒီဒါဝါယာလေးတွေပေါ့နော်။ဒါကကျွန်တော်မှတ်မိအောင်လို့ဒီအပောင်းဂျိုးပေါ့နော်အပောင်းဂျိုးလေးတွေကိုကျွန်တော်ဒီမှာပန်းရောင်လေးတွေသုံးထားပါတယ်နော်ဒါကကျွန်တော်တို့ကာဗွန်ကြောင်းနဲ့ ကာဗွန်ချောင်းနဲ့တွဲမှာဖြစ်ပါတယ်ဗျာနော်ကာဗွန်ချောင်း6ချောင်းစလုံးကိုဒီဥပန်းရောင်ဒီဝါယာဂျိုးလေးတွေနဲ့တေချာချာလေးပေါ့နော်ကြစ်ကြစ်လဲလဲလေးဖြစ်အောင်ပေါ့နော်တေချာလေးလိမ်ရမှာဖြစ်ပါတယ်ကဲအဲ့လိုလေးရသွားပြီဆိုရင်ကျွန်တော်တို့သူ့ကိုလည်းနှစ်ခုစလုံးပေါ့နော်ဝါယာလေးနှစ်ခုကိုအဲ့လိုလေးတစ်ခါတည်းပူးပြီးတော့လိမ်ထားလိုက်တာပေါ့နော်နောက်ဆုံးကျွန်တော် ာဗွန်ရောင်အကြီးပေါ့နော်ဒါခဲအကြီးတစ်လုံးရတာ ਨੇ အဲကာဗွန်ရောင်အကြီးကိုတော့ကျွန်တော်ကဒီ coin ပတ်သက်ဒီ coin ပတ်သက်တာဝါယာပေါ့နော် coin ခေါ်မှာပေါ့ဗျာနော်သူကဂျီနန်ပိုကောင်းတာပေါ့နော်အဲအဲ့ဒါလေး ਨੇ ကျွန်တော်သုံးလိုက်ပါတယ်ဒါဒီတခက်အကြီးတဲ့ကာဗွန်ရောင်အကြီးပါနော်တကယ်လို့တခက်အကြီးမရှိလဲအသေးနဲ့လည်းရပါနော်ကျွန်တော်ဒီမှာတခက်တစ်လုံးရတာနဲ့ဒီအကြီးလေးတစ်ချောင်းထည့်ကြည့်လိုက်တာပါနော်အဲ MBR လေးပို့ပြီးတော့တောင်းတာပေါ့ဗျာနော် ဘယ်လိုကွန်ယူသုံးမယ်ဆိုရင်ကျွန်တော်တို့အပေါ်ကကုတ်တင်လေးခွာပြီးတော့เนาะသုံးရမှာဖြစ်ပါတယ်ဒီတိုင်းသုံးလို့မရဘူးနောက်တစ်ခါခုနကတထုပြားလေးတွေအမပြားပေါ့เนาะအမပြားကြတော့ကျွန်တော်အနှုတ်ဆိုတော့ဒီမှာအဖြူရောင်လေးပေါ့เนาะမမှားအောင်လို့အဖြူရောင်လေးဝါရကျိုးနှစ်ကျိုးเนาะပူးပြီးတော့သုံးမှာဖြစ်ပါတယ်ခုနကလိုပဲလိန်လိုက်မှာပေါ့เนาะနှစ်ပင်စလုံးပြီးရင်ခုနကကျွန်တော်တို့အသင်ဖောက်ထားတဲ့ဒီတထုပြားအပေါက်ကလေးကိုကျွန်တော်က နှစ်ပတ်လောက်ပါဗျာနော်သေချာအောင်လို့နော်နှစ်ပတ်တောင်မှကကျွန်တော်သုံးပတ်လောက်ပတ်လိုက်မယ်ဝါယာကျူးနှစ်ဖြတ်တာနည်းနည်းရှည်နေရဆိုတာနော်သုံးပတ်လောက်ပတ်လိုက်မယ်တင်းနေအောင်လေးပေါ့သေချာလေးပေါ့ဗျာနော်သေချာလေးကျွန်တော်တို့ connection မမိရင်လည်းကျွန်တော်တို့လျှက်ဆက်ဓာတ်ကထုတ်တဲ့အခါမှာအပြည့်ဝမရရှိပဲဖြတ်မှာဆိုလို့ပါနော်သေချာချာလေးကိုဒါလေးတွေက join မှုလိုပါတယ်ဗျာနော် ကတူကလည်း6ပြားစလုံးပေါ့နော်6ပြားစလုံးသာအဖြူရောင်ဝါရယိုးလေးတွေနဲ့ဒါဆိုရင်သာအတွဲလိုက်ပေါ့နော်6တွဲသာရသွားပါပြီနောက်တစ်ခါသူတို့နှစ်ခုကိုအလက်ထုတ်နှစ်ခုကိုအကွာဝေးညီသူညီမျှဖြတ်အောင်ပေါ့နော်တစ်ခုနဲ့တစ်ခုဥမာပူးသွားတာတို့ကျဲသွားတာတို့မရှိအောင်ဒါကကျွန်တော်တို့ဟိုပကန်းဆေးတဲ့အခါမှာသုံးတဲ့ဖော့တုံးလေးပါနော်ပကန်းဆေးတဲ့အခါမှာသုံးတဲ့ဖော့တုံးလေးပါအဲ့ဒါလေးကိုကျွန်တော်က က်သေးသေးလေးပေါ့ဗျာနော်ကာဗွန်ချောင်းနဲ့ခொနကတထုပြားနဲ့ဂျာအကွာဝေးလေးပေါ့နော်အခုဒီလောက်လေးပေါ့အခုကကြီးနဲ့ကပ်လိုက်တဲ့အလေးလောက်ကိုအကွာဝေးလေးချထားမှာဖြစ်ပါတယ်သူကဒီတထုပြားနဲ့ကာဗွန်ချောင်းအကွာဝေးအရန်ကျဲရင်လည်းကျွန်တော်တို့ဘိုးထွက်တာတိတ်အဆင်မပြေဘူးပြကျွန်တော်စန့်ကြည့်တာပေါ့နော်အဲ့ကြတော့မနီးလုံးမဝေးလုံးပေါ့နော်ဒီဒီခုဒါဖော်တုံးလေးတုံးစာလောက်ကိုကျွန်တော်အကွာဝေးအငြင်းမြဖြစ်အောင်လို့ဒါဖော်တုံးလေးတွေသုံးလိုက်တာပါ ပို့ပြီးတော့ဒါလုံရင်းနဲ့မှကျွန်တော်လည်းနေဆက်နဲ့လေးတွေပို့ပြီးတော့ကောင်းတဲ့နေဆက်နဲ့လေးတွေရရှိလာတာဖြစ်ပါတယ်ကျွန်တော်ရရှိလာတဲ့ဒါအသိပညာလေးတွေကိုကျွန်တော်သင်ငယ်ချင်းတွေကိုဒါစင်ဆက်မပြမျှဝေပေးသွားမှာဖြစ်ပါတယ်ကြနော်ခုဒါကော်လေးနဲ့တော့နော်ကော်လေးနဲ့ကတ်လိုက်တာပါဟိုအခုလို့ဒါဖော်တုံးလေးကိုကော်နဲ့ကတ်ပြီးရင်ကျွန်တော်တို့ကာဗွန်ချောင်းပေါ့နော်ကာဗွန်ချောင်းကိုဒီဖို့လာပြီးတော့ကတ်မှာပေါ့နော် ပြီးရင်ခုနကဝါယာယူခြီထားတဲ့နေရာလေးတွေကိုလည်းကျွန်တော်တို့အလွဲတကူမစားအောင်ပေါ့ဗျာနော်ကော်လေးနဲ့ဖုံးလိုက်တာပို့ပြီးတော့ကောင်းပါလေရေရှည်ပေါ့နော်ဒီဝါယာယူလိမ်တဲ့နေရာလေးတွေကအလွဲတကူမပြည့်စည်အောင်ကျွန်တော်တို့ကော်လေးနဲ့ပေါ့နော်ကော်လေးနဲ့ဖုံးလိုက်တာပေါ့ဗျာနော်ပြီးရင်ခုနကဖော့လေးတွေကိုကော်ကော်အနှဲငယ်စီထပ်ထပ်มาဖြစ်ပါတယ်ထည့်ပြီးมาဒီကာဗွန်ရောင်းလေးတို့ကကတ်လိုက်มาပေါ့ဗျာနော်ဒါဆိုရင်ကျွန်တော်တို့အပေါ်ရောအောက်ရောကိုအကွာဝေးတူတူညီညီလေးဖြစ်နေမှာပေါ့နော် အဲ့ကြတော့ကျွန်တော်တို့ဟိုဘူးထဲထည့်တဲ့အခါမှာလည်းဟိုတစ်ခုနဲ့တစ်ခုထိသွားတာတို့ကျဲသွားတာတို့မဖြစ်တော့ဘူးပေါ့ဗျာနော်သူကဒီအလက်ထုတ်နှစ်ခုတစ်ခုနဲ့တစ်ခုထိသွားရင်လည်းဘိုးကမထွက်တော့ဘူးနော်အဲ့ဒါကြောင့်မို့ကျွန်တော်တို့အကွာအဝေးလေးညီတူညီမျှဖြစ်အောင်လို့ဒါ6ခုစလုံးပေါ့နော်ကျွန်တော်ဗီဒီယိုလည်းတူနန်းသမားတူအောင်စပီကိုလည်းညံပြီးတော့တချို့တူညီတဲ့အကြောင်းအရာလေးတွေကိုလည်းကျွန်တော်ဖြတ်ထားတာဖြစ်ပါတယ်နော်ဒါနောက်ဆုံးဒါနောက်ဆုံးအတွဲလေးပါနော် ာဝန်ရောင်းဒါကတော့ကာဝန်ရောင်းအကြီးပေါ့ဗျာနော်အဲ့သူ့ကိုလည်းမပြုတ်အောင်ကော်လေးနဲ့တပတ်စာလောက်ပေါ့နော်အဲ့လိုလေးဒါဆိုရင်6တွဲလုံးရပါပြီနော်ကပီးရင်ကျွန်တော်တို့ဗာဆက်လုံးမလဲဆိုရင်ဒါမီးသွေးပေါ့နော်ရိုးရိုးမီးသွေးပါမီးသွေးကိုကျွန်တော်တို့ညက်နေအောင်မောင်ထားအောင်မှာဖြစ်ပါလေကြာနော်သူကတော့ညက်ညက်လေကောင်းလေပါနော်အခဲလေးပါရင်တိတ်အဆင်မပြေပါဘူးကြာနော် ပြီးရင်လည်းတလူဆက်ကနုနုလေးနဲ့ကျွန်တော်သာတော့ဆက်ကကတိတ်ပြီးတော့မစိတ်ဘူးနော်အမှန်ကတော့ဒါတဲ့ပို့ပြီးတော့အမုံလေးတွေကနုရင်ညက်ရင်ပို့ကောင်းပါလေနော်အဲ့ကြကျွန်တော်6ခန်းစာဝိုးဒီမှာ9ဇွန်းလောက်ပေါ့ဗျာနော်9ဇွန်း7ဇွန်းလောက်ပေါ့ဗျာပို့ပို့လို့လို့ပေါ့နော်ပြီးရင်ဒါကကျွန်တော်တို့အသုံးပြုပြီးသားဗတိအိုးအဟောင်းတွေကအစ်ဆက်တွေပေါ့နော်အစ်ဆက်အဟောင်းပေါ့နော်အစ်ဆက်အများကြီးမလို့ပါဘူးကျွန်တော်တို့ တငယ်ချင်းတွေအိမ်မှာဗရီအိုးဟောင်းရှိရင်အဆက်တွေတည်တာမြေကြီးပေါ်အသွန်မပြက်လိုက်ဖက်နဲ့အခုလိုလေးတိမ့်ပြီးတော့ပြန်လဲအသုံးပြုလို့ရမှာဖြစ်ပါတယ်။ဤရင်ကျွန်တော်တို့တမသွားအောင်ပေါ့ဗျာနော်အခုလိုလေးမှွေပြီးတော့တူလေးနဲ့လည်းမှွေမယ်။ဒါလိုကျွေစွန်းပေါ့နော်။ကျွန်တော်ကအဆက်ကိုအသုံးပြုတာဖြစ်တဲ့အတွက်တခြားဒီတထုစွန်းနေပါလေပေါ့နော်ကြီးစွန်းနေနဲ့မမှွေပါနဲ့နော်။ကျွေစွန်းတော့မဟုတ်တူနဲ့မှွေရမှာပေါ့နော်။ ကဲအလုံးတမသွားပြီဆိုရင်တော့ဒါကကျွန်တော်တို့ရစားဘူးရစားဘူးကွန်ပေါ့နော်ဖိုင်ဘာကွန်လေးတွေပေါ့ဗျာနော်ဖိုင်ဘာဘူးကွန်လေးတွေကိုကျွန်တော်တို့ဒလိုဘူးမရှိလဲတခြားအမှန်ကတော့ဒါတဲ့ကြီးတဲ့ဘူးနဲ့ဆိုရင်ပို့ပြီးတော့ကောင်းတယ်ကျွန်တော်ကဘူး6ဘူးလောလောဆယ်မရှိလို့အခုဒါရစားဘူးကွန်လေးတွေနဲ့လောက်ပြတာဖြစ်ပါတယ်နော်ဘူးကောင်းရင်တော့ဒါတဲ့ပို့ပြီးတော့ဒီ quality ပို့ကောင်းမှာပေါ့ဗျာနော်ကဲသူ့ကိုမပြည့်တပြည့်ပေါ့ဗျာနော် ပြည့်တပြည့်ဆိုတာကကျွန်တော်တို့ခုနကတွဲထားတဲ့ကာဗွန်ရောင်းနဲ့ဒီတတ်ထုပြားလည်းထည့်ဥမှာဆိုတော့အပြည့်ထည့်လို့မရပါဘူးเนาะအဲဒီလိုအခြေအနေလေးပေါ့เนาะအဲဒါ6ခန်း6ဘူးသလုံးထည့်ပြီးသွားပါပြီပြီးရင်ကျွန်တော်တို့ဒီဒီတိုင်းထည့်လို့အဆင်မပြေပါဘူးเนาะတူလေးနဲ့အရာလေးပေါ့ဗျာเนาะအခေါင်းအရာလေးပေးပြီးမှအခုလိုလေးဒါခုနကတွဲထားတဲ့တတ်ထုနဲ့တတ်ထုပြားနဲ့ကာဗွန်ရောင်းလေးကိုဒီတိုင်းလေးထုတ်ထည့်လိုက်ရင်ရပါပြီ ကဲဒါ6ခန်းစလုံးထပ်ပြီးသွားပါပြီเนาะဒါနောက်ဆုံးခန်းလေးပါကာဝန်ရောင်းအကြီးနဲ့ဟာเนาะအခုလိုလေးဒါ6ခန်းစလုံးထပ်ပြီးသွားရင်ကျွန်တော်တို့အပေါ်ကနည်းနည်းပိုးနေတဲ့ဟာလေးတွေကိုခုနကဒီမိသွေးမှုန့်နဲ့အဆက်နဲ့ဖြော်ထားတဲ့ဟာလေးကိုနည်းနည်းအနှဲငယ်စီပေါ့เนาะဒီကာဗွန်ရောင်းလေးတွေမြုပ်သွားအောင်ထိကျွန်တော်ကထပ်ပြီးတော့ဖြည့်မှာပြတ်ပါလေဗျာเนาะ ကဲအားလုံးဖြည့်ပြီးသွားပြီဆိုတော့ကျွန်တော်တို့အလွဲတကူမထိမိအောင်ပေါ့နော်ခုနက SN နဲ့ကျွန်တော်တို့ဒီမီးလေးမုန်းနဲ့ကြော်ထားတာဟာ၄မထိအောင်ကျွန်တော်ကအပေါ်ကနေပြီးတော့အပိတ်ပေါ့နော်အဖုံးကိုလောင်းလိုက်မှာပေါ့နော်အဲဘာလို့သုံးလဲဆိုရင်ကျွန်တော်တို့ရိုးရိုးဖျောင်းနိုင်မှာနော်မီးထွန်းတဲ့ဖျောင်းနိုင်လေးနှစ်တိုင်လောက်ကိုချိုးပြီးတော့ဒါအပူပေးတာပေါ့နော်ပူပေးမယ်ပူပူပြီးတော့ဒီဖျောင်းလေးတွေပျော်သွားပြီဆိုရင်ခုနကရစားဘူးကွန်ကိုကျွန်တော်တို့ 6ခန်းစလုံးကိုအပေါ်ကနေပြီးတော့ဒါလိုက်လောင်းလိုက်မှာဖြစ်ပါတယ်နော်ခမောက်မောက်လေးပေါ့ဗျာနော်ကဲဒါကဲဒါအဖုံးနေနဲ့သုံးတာပေါ့ဗျာနော်အဖုံးဘောကားပါဦးကျွန်တော်ကအဖုံးကိုပြန်မသုံးတော့ပဲနဲ့ဒါဖျောင်းရည်လေးလိုက်ပြီးတော့လောင်းလိုက်တာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကင်တွေတဲ့အခါမှာလက်နဲ့မထိတော့ဘူးပေါ့ဗျာနော်ဒါ6သွားပါပြီနော်6သွားရင်အဲ့ဒီပုံစံလေးရလာမှာဖြစ်ပါတယ် ပြီးရင်တော့ကျွန်တော်ကခொနကလောက်ထားတဲ့အင်ကွန်ကိုထည့်မှာပေါ့နော်အင်ကွန်ကလည်းကျွန်တော်ကဒီ fiber ပြားကမလောက်တော့လို့မို့ကျွန်တော်ဘေးရကာပါလေးတောင်မထည့်တော့ဘူးဒီတိုင်းလေးအပေါ်ကအောက်ကအောက်ခံနဲ့အပေါ်ကအဖုံးလေးပေါ့နော်ဘေးရကာပါအတွက်ကကျွန်တော်မလောက်တော့လို့မထည့်တော့ပါဘူးနော်အမှားတော့ကောင်းတာတော့ဒီလိုလေးဘက်လေးလံလေးကာပါလေးဖြစ်ရင်တော့ battery o ပုံစံလေးဆိုရင်တော့ပိုလှတာပေါ့ဗျာနော် โอเคဒါကအောက်ကကျွန်တော်ဒါပဲတိတ်လေးနဲ့ပေါ့နော်နေရာမရွေ့အောင်လဲတကူမမှောက်အောင်လို့ဒါပဲတိတ်လေးနဲ့နော်ခံလိုက်တာဖြစ်ပါတယ်ဒါ6ဘူးစလုံးရတော့ပါပြီအခုဒါဒီခြေနေလေးပေါ့နော်အဲ့ကျတော့ကျွန်တော်တခန်းစီကိုပို့တိုင်းကြည့်ပါမယ်နော်ဒီမှာ7 0.7နောက်တခါဒီကောင်က1ဘုတ်အထိထွက်တယ်ဒါတခန်းညင်းတိုင်းနေရပါနော် ဒီခန်းလေးက0.78နောက်တစ်ခါလေးခန်းမြောက်ကလေးခန်းမြောက်က0.9ဘို့တစ်ခါနဲ့တစ်ခါတော့မတူဘူးနော်ဒါလေးက1ဘို့ပြည့်တယ်နောက်ဆုံးခန်းလေးက0.8ဘို့နော်ကဲအားလုံးတစ်ခန်းကိုတစ်ဘို့ပေါ့နော်1ဘို့နေပါအဲ့ကြတော့ကျွန်တော်တငယ်ချင်းတွေ ဒီ6ခန်းမတွဲရရင်အခုဒီတိုင်းလေးအပေါင်းနှုတ်အပေါင်းနှုတ်တွဲသွားရုံပါပဲနော်ပန်းရောင်ကအပေါင်းအဖြူရောင်ကအနှုတ်အဲကြတော့အပေါင်းနှုတ်ဆိုတော့ပန်းရောင်နဲ့အဖြူရောင်နဲ့လိုက်ပြီးတော့တွဲသွားရုံပါပဲနော်ဒါတစ်လှည့်စီတွဲသွားရုံပါပဲဘာမှနော်မှားတယ်ရမရှိပါဘူးပန်းရောင်နဲ့အဖြူရောင်အနည်းအားဖြင့်ပြောရင်အပေါင်းနဲ့အနှုတ်နော်အဲ့တိုင်းဇက်တိုက်တွဲသွားရုံပါပဲနော် ဲအဲ့လိုအားလုံးတွဲလိုက်လို့ရှိရင်လက်ဝဲဘက်ဆုံးမှာအဖြူရောင်ဂျိုးလေးတစ်ပင်ကြံမယ်အဲ့ဒါကအနှုတ်ပါနောက်ဒီညာဘက်ဆုံးမှာခုနကဒီ coin ကြီးဝါယာပေါ့နော်အဲ့ဒါကကြံတာကအပေါင်းပါနော်ကဲဆိုရင်အလုံး6ခန်းစလုံးစီးပြီးတွဲပြီးပါပြီ။ကဲဘိုးအတိုင်းကြည့်ပါမယ်။ဒါ6ခန်းစာပါနော်။6ခန်းစာဘယ်လောက်ထွက်လဲဆိုတော့ကျွန်တော်5.33ပေါ့နော်။၅ဘိုးကြော်ကြော်ထွက်ထွက်ပါလေ 6ခန်းစလုံးဆိုရင်5ဘူးကျော်ကျော်လောက်တက်ပါတယ်နော်ဒါကဘာမှမလုပ်ရသေးဘူးပေါ့နော်ကဲပြီးရင်ကျွန်တော်အပေါ်ကနော်ကာဘာလေးပေါ့နော်ကာဘာကိုလည်းကျွန်တော်ကဒီမှာဝက်ဥလေးသုံးပြီးတော့အပေါင်းအနှုတ်ကိုကျွန်တော်တို့ဒီစကရူလေးပေါ့နော်ဒီနတ်ကလေးနဲ့တွားပြီးတော့ဘက်ထရီငုတ်ပုံစံလေးဖြည့်အောင်ပေါ့ဗျာနော်ပလပ်ပါပါလေးလည်းဖြည့်အောင်သုံးပြလို့လည်းအဆင်ပြေအောင်လို့ဒါဝက်ဥလေးနဲ့သုံးလိုက်ပါပါနော် ပြီးရင်ခုနကဝါယာကြိုးနဲ့ဒီဝက်ဦးနဲ့ကိုတွဲတွဲမှာပေါ့နော်အဲဆိုရင်ဘက်ထရီငုတ်ပုံစံမျိုးလေးဖြတ်သွားတာပေါ့ဗျာနော်ကဲဆိုရင်အပေါ်ကကာဗာအုပ်လို့ရအောင်ကျွန်တော်ကဘေးနှစ်ဖက်ကဘေးနှစ်ဖက်ကာဗာကိုအရင်ကော်လေးနဲ့အရင်နော်ဘေးကာဗာတက်ပြီးမှကျွန်တော်တို့အပေါ်ကကာဗာအုပ်လို့ရမှာနော်အဲဒါကြောင့်မို့ကျွန်တော်ကဘေးကာဗာလေးကိုအရင်တွဲပါမယ်စူပါဂလူးနဲ့ဆိုရင်တော့ပိုကောင်းမှထက်နေပြလောလောဆယ်ကျွန်တော်ကစူပါဂလူးဝယ်ပြီးသားမရှိလို့ ဲ့ကော်ချောင်းနဲ့ပဲကတ်လိုက်တာဖြစ်ပါတယ်နော်။အညာဘက်ကိုလည်းအဲ့တားမယ်ကော်ချောင်းလေးကတ်ပြီးတော့ဘေးဖုံးလေးကိုဒါကာပါပေါ့နော်ဘေးကာပါလေးတတ်လိုက်ပါပြီ။ကဲပြီးရင်တော့ခဏကနော်နတ်နဲ့ကျွန်တော်တို့ဒီကြီးဝါရရဲ့ဒီအဖြူရောင်ဝါရအပေါင်းနှုတ်ပေါ့နော်။အပေါင်းနှုတ်နှစ်ခုကိုဒါတွဲလိုက်ပါပြီ။ ကျွန်တော်ခဲတို့မှာဆိုတော့အရန်ကြီးဟိုလိုကြီးလိန်တွဲစရာတော့မလိုပါဘူးเนาะဒီမှာကျွန်တော်ကခဲတို့မှာပါသေချာအောင်လို့ပါเนาะတကယ်လို့ခဲတို့စရာမရှိရင်လည်းသေချာအောင်လေးသာဝါယာယိုးနဲ့နတ်နယ်ကိုလိန်ရင်ရပါတယ်เนาะကဲဒါခဲလေးတို့လိုက်ပါပြီခဲတို့ပြီးရင်အပေါ်ကကျွန်တော်ကာပါအုပ်ပါပြီကဲဒါအခုဒီဘက်ကဒါအနှုတ်ပါเนาะဘက်ထရီအနှုတ်ဖြစ်ပါတယ် minus ပေါ့ဗျာเนาะ ဒါက battery အပေါင်းเนาะ plus ပေါ့เนาะ battery အပေါင်းမှာကဲအားလုံးဒါ battery โอလေးပြီးသွားပါပြီเนาะ battery โอလေးပြီးသွားပြီဆိုတော့ကျွန်တော်က solar ပြားလေးနဲ့အသွင်းมาဖြစ်ပါတယ်ကဲဒါဆိုလာပြားအသေးလေးပါနော်ဆိုလာပြားအသေးလေးနဲ့ကျွန်တော်ကဒီမှာအလွယ်တကူအားသွင်းလို့ရအောင်လို့ကလစ်ကလေးတွေနဲ့တွဲထားတာပါနော် ไอ้กระเลกะลีดิอานิยองก็ตาอปองอปองเนี่ยฉိတ်มาวะอานิยองกระเลกะเนาะနောက်အနေရောင်ကလေးကလေးကဒီဘက်ထရီရဲ့အနှုတ်နဲ့ချိန်ပါပြီ။ကဲစပြီးတော့အာသွင်းပါပြီခင်ဗျာ။ကဲအာသွင်းပြီးကျွန်တော်ခဏလောက်ပြည့်ထားလိုက်ပါမယ်နော်။ ဟုတ်ကဲ့အားသွင်းတာကျွန်တော်တနာ ਈ လောက်ကြာသွားပါပြီနော်တနာ ਈ လောက်ကြာသွားပြီဆိုတော့ကျွန်တော်ကဒီဗီဒီယိုလက်တင်အောင်မှာဆိုတော့ဖြုတ်လိုက်တော့မယ်ဖြုတ်ပြီးတော့ဗိုလ်လေးတိုင်းမယ်ပေါ့နော်ဒါတနာ ਈ ကြာတဲ့ခါမှာသဆူလာပြားလေးကျွန်တော်ဖြုတ်လိုက်ပါမယ်နော်ကဲဘိုးလေးတန်းတစ်ချက်တန်းကြည့်ပါမယ်နော်ဒီမှာ14.2ပေါ့နော်14.3တန်းအော်14.2 ဘို့မစတော်တော်လေးကောင်းနေဗျာနော်ဒီမှာနည်းနည်းလေးတော့ကြာတယ်13.8ဆက်လောက်မှအဆင်ပြေတယ်နော်အဲ့ဆိုရင်ကျွန်တော်တငယ်ချင်းတွေဗီဒီယိုဝယ်စရာမလိုတော့ဘူးကျွန်တော်တို့ဒါအခုလို့လေးဆင်ပြီးတော့အသုံးပြုမယ်ဆိုရင်အဆင်ပြေပါတယ်ဗျာဗီဒီယိုလေးကြည့်ရှုအားပေးကြတဲ့ကျွန်တော်တငယ်ချင်းတွေအားလုံးကိုထူးပဲနော်တယောက်ချင်းစီကိုကျေးဇူးထူးတင်ပါတယ်ခင်ဗျာကျွန်တော်ဒီ channel လေးကိုလည်း subscribe လေးလုပ်ပြီးတော့အားပေးပါအောင်လို့နော် ီဒီယိုလေးကြိုက်ပြီးတော့တခြားသူတွေလည်းကြည့်လို့ရအောင် share ပေးလို့လည်းရပါတယ်ခင်ဗျာကဲအားလုံးအဆင်ပြေကြပါစေခင်ဗျာ